ချက်မောင်ဘူးရတဲ့ရောက်ပြီဆိုတော့ချက်မောင်ဘူးလေးတုတ်စားပါမယ်ရှစ်ဈေးထဲမှာချက်မောင်ဘူးရေရောင်းနေတာတွေ့ရပေါ့နော်ဒါနဲ့ချက်မောင်ဘူးတို့လေးဆက်ချင်လိုက်တာဆိုပြီးတော့ညရဖို့ဝင်လာခဲ့ပါတယ်သူ့ကိုအိမ်မှာရှိတဲ့ကော်ဖီလေးတွေပပလီပြီးတော့တုတ်စားပါမယ်ရှစ် ကျမဝူလေးကိုရေးစစ်တက်စင်ပြရနဲ့ငင်းစုံလေးထဲမှာစားလေးအနေနဲ့ထည့်ပြီးတော့ဒီစားလေးထောင်းထားပေးလိုက်ပါရဲ့ရှင်ဒါကတော့ကျမဝူလေးတုတ်တဲ့ခါအချစ်မကဲစီဖို့အတွက်တွတ်တူလေးစီချက်တဲ့ပြီးရင်အထက်မှာငပိလေးရောထည့်ထည့်လိုက်ပါရဲ့ရှင်ငပိလေးကိုလည်းမင်းမင်းအားဒီစားလေးစီချက်ပေးလိုက်ပါရဲ့ရှင် ဒီလိုဆိုလို့ရှိရင်တော့ဒါကချမဟူတောင်းလေးရဲ့ကော်ဖီပပလေးရလေးတွေရဲ့ပြီးတော့ပြည်ပဲဆန်တောင်းလေးရဲ့ပါရှစ်အကုန်လုံးကိုတုံးမဲ့စလုံးနဲ့ကိုပြောင်းထည့်ပေးလိုက်ပါတယ်ဒီထဲမှာစားလေးအနေငယ်ထည့်ပေးတယ်ပြီးတော့စတမုံလေးအနေငယ်လည်းထည့်ပေးလိုက်ပါတယ်ရှစ်စားလေးကတော့စွမ်းနာထောက်ထားရတဲ့ပါရာမူလို့နည်းနည်းလေးပဲထည့်ထည့်ပေးလိုက်ပါတယ်ပြီးရင်တော့အဲစွမ်းနာကစတုံးအဖြူငပီလေးစီချက်ထားတာလေးကိုထည့်ပေးလိုက်ပါတယ်ဒီအချင်းသုံးလေးကလေအဲချင်းဆူဆူရင်းမဟုတ်ဘဲ နဲ့အချင်းရတာကပြပြလေးနဲ့ရမ်းစားလို့ကောင်းပါရဲ့ရှစ်ညပီရတာလေးကချက်မောင်ရဲ့အချင်းသက်ကိုထိန်းသွားပေးရပေါ့နော်ချက်မောင်ဘူးလေးတွေကိုဒီလိုမျိုးတုတ်စားကြည့်ပါနော်အရင်စားလို့ကောင်းပါလေကဲဒီနေ့ကတော့ချက်မောင်ဘူးတုတ်ကလေးနဲ့ပြီးရောပိနေတီနုနုလေးတွေကိုစုပုပ်ရလေးခတ်ချက်ထားတဲ့အရှိတောက်လေးနဲ့ပေါ့နော်စားချက်ပါအောင်ရှင်